မင်္ဂလာပါရှင်။တောင်လင်းထိုင်းမြေဇွန်လ10ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကို တင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ကရင်အဆက်ကကျေးရွာစာသင်ဝိုင်းဘုံကျဲခံရလို့၅ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့တဲ့တဲ့ ထိုင်းမြန်မာနယ်စပ်က .2566 စစ်တပ်စခန်းကို KNU သိမ်းပိုက်လိုက်တဲ့တဲ့င်းတွေဖြင့်အစုအဖွဲ့၃ဖွဲ့နဲ့တန်းပြီကောင်စီကိုဖွဲ့စည်းလိုက်တဲ့တဲ့င်းနဲ့မွန်ပြည်နယ်မှာသွေးလုံတုပ်ကွေးယောဂါဖြင်းနှုံမြင့်တက်လာတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့ Los Angeles ကို Trump ကအမျိုးသားအဆောင်တပ်ဖွဲ့နဲ့ Marine တပ်ဖွဲ့ထပ်မံဆေးလွတ်လိုက်တဲ့တဲ့င်းရုရှားနဲ့ယူကရိန်းကြားစစ်အကျဉ်းသားလဲလှယ်ခဲ့တဲ့တဲ့င်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားမှာပါကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အဆက်ကပိုင်ရက်ကြေရွာမှာရှိတဲ့စာတင်ကြောင်ဘုံကျဲခံရတာကြောင့် ကျောင်းဆရာမနဲ့ကျောင်းသားကျောင်းသူတွေအပါအဝင်အယက်သား၅ဦးတေဆုံးခဲ့ရပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒုပလျာခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုင်မျောမြို့နယ်အစံနာပိုင်ရက်ကျေးရွာထဲကိုဇွန်လ9ရက်နေ့နေ့လယ်09:45မိနစ်အချိန်ခန့်မှာစစ်ကောင်စီရဲ့နေပြီးတော့လေတပ်က Jet Fighter လေယာဉ်တစ်စီးနဲ့ Cluster ဘုံးဒီအမျိုးအစားကိုကျဲချတိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ စစ်ကောင်စီတဟာအပြစ်မဲ့ပြည်သူတွေကိုရန်သူတပွဲပြစ်မှတ်ထားပြီးကျေးရွာအတွင်းရှိနေအိမ်တွေမှာပညာသင်ယူနေတဲ့ကလေးငယ်တွေနဲ့ရွာသူရွာသားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ KNU ဒူပလျာခရိုင်ကဆိုပါတယ်စစ်ကောင်စီတရဲ့လေးဆောင်ဘုံကျဲတိုက်ခတ်မှုကြောင့်ကလေးငယ်၃ဦးကျောင်းဆရာမ၁ဦးနဲ့အသက်60ကျော်အရွယ်အမျိုးသား၁ဦးစုစုပေါင်း၅ဦးသေဆုံးသွားခဲ့ပြီးတော့ ကျောင်းသားကျောင်းသူ18ဦးအပါအဝင်22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အဲ့ဒီလေကျောင်းတိုက်ခိုက်မှုတွင်ဘာသာရေးအဆောက်အဦဖြစ်တဲ့တဘာကျောင်းတလုံးနေအိမ်10လုံးထိမှန်ပျက်စီးသွားခဲ့ပြီးနွားတကောင်လည်းလက်နက်ကြီးထိမှန်သေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိခိုက်သေဆုံးသွားခဲ့တဲ့ကလေးငယ်တွေနဲ့ဒဏ်ရာရခဲ့တဲ့ကလေးငယ်တွေဟာ grade 1 grade 2ရဲ့ကျောင်းသားကျောင်းသူကလေးငယ်တွေဖြစ်ပြီးတော့ကလေးငယ်တွေရဲ့မိဘတွေဟာ ထိုင်းနိုင်ငံကိုအလုတ်သွားရောက်လုတ်ကင်နေရတဲ့အတွက်မိဘဆွေမျိုးတွေနဲ့သာနေထိုင်ရသူတွေဖြစ်တယ်လို့ KNU ဒုပလျာခရိုင်ကဆိုပါတယ်စစ်ကောင်စီတပ်ကလေးဆောင်တိုက်ခိုက်တဲ့အချိန်ဟာစာတင်ကြားနေတဲ့အချိန်ဖြစ်ပြီးပိုင်ရက်ကျေးရွာထဲမှာစည်ရဲတိုက်ပွဲတွေမရှိပဲအကြောင်းမဲ့တတ်တတ်ရွယ်ချက်ရှိရှိနဲ့စစ်ကောင်စီတပ်ကလက်ရောက်ပုံကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့နေခံသတင်းအရင်းမြစ်တွေကလည်းပြောပါတယ်စစ်ကောင်စီတပ်ဟာစည်ရဲပြတ်မှတ်မဟုတ်တဲ့ဘာသာရေးအစအဦးတွေစာတင်ကြောင်းတွေ ပြည်သူစေခန်းစေယုံတွေနဲ့အရသာပြည်သူတွေနေထိုင်တဲ့နေရာတွေကို ပြစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိနဲ့လိုက်လံဘုံကျဲပြစ်ခတ်တိုက်ခိုက်လျက်ရှိနေတယ်လို့ KNU ဒူပလီယာခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝဲမြို့နယ်ရှိစစ်ကောင်စီရဲ့ point 2566ရှေ့တန်းစခန်းကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဘိုးကတီးပြုထုတ်ပြန်ထားပါတယ်။ အဲ့ဒီရှေတန်းစကန်ကိုကရင်မျိုးသားလွမြောက်ရေးတက်မတော့ KNLA ဥဆောင်တဲ့တော်လန်ရေးအဖွဲ့တွေကဇွန်လ10ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇွန်လ10ရက်နေ့မှာစကန်တစ်ခုလုံးကိုတင်ပိုက်ရရှိခဲ့တာပါစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီထံကနေလက်နက်ခဲယံတချို့နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်ဒေဆုံးမှုအသေးစိတ်ကိုတော့ထုတ်ပြန်တာမရှိသေးပါဘူး point 2566စကန်ဟာ1996ခုနှစ်ကတည်းက ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီအခြေချတပ်ဆွဲခဲ့တဲ့ရှေ့တန်းစခန်းတစ်ခုလည်းဖြစ်ပါတယ်။တဝယ်မြို့နယ်တီခီးနယ်စပ်မှာ .2566 စခန်းနဲ့ငရဲနီစခန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီး .2566 စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေဘက်ကတင်ပိုက်လိုက်ပြီးဖြစ်တာကြောင့်ငရဲနီစခန်းတစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်ရှင်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းတနင်္သာရီတိုင်းဒဝယ်မြို့နယ်ရှိစစ်ကောင်စီရဲ့ထီခိဖြူအားစခန်းကို KNL ပူးပေါင်းတပ်တွေဘက်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1590ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1590ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6889ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2954ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8139ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ော်လန်ရေးကာလာမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်အစုအဖွဲ့၃ဖွဲ့နဲ့တအန်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့တအန်းနိုင်ငံရေးအတိုင်းအခံကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။တော်လန်ရေးကာလာမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်အစုအဖွဲ့၃ဖွဲ့နဲ့တအန်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်တယ်လို့တအန်းနိုင်ငံရေးအတိုင်းအခံကော်မတီ TPCC ကစွန်ကိုရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ တမ်းပြီကောင်းစီမှာ TNL ကောင်းဆောင်တွေကဗိုလ်ချုပ်ကြီးတိုက်ပုံဥက္ကဋ္ဌဖြစ်တာဝန်ယူมาဖြစ်ပြီးဒုက္ကဋ္ဌ၂ဦးအပါအဝင်အဖွဲ့ဝင်၄ဦးနဲ့တွဲဘက်အတွင်းမှူး၂ဦးစုစုပေါင်း၉၉ဦးပါဝင်ပါတယ်အစုအဖွဲ့၃ဖွဲ့ထဲမှာတမ်းမျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့တမ်းရက်ဖက်အစုအဖွဲ့တွေပါဝင်တဲ့တမ်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC တို့ပါဝင်ကြပါတယ်အဲ့ဒီစုဖွဲ့၃ဖွဲ့ရဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန်၁ရက်နေ့ကနေ၃ရက်နေ့ထိတန်းပြည်တနေရာမှာပြုလုပ်ခဲ့ပြီး ထိပ်သီးကောင်းဆောင်တွေပါဝင်90လ83တက်ရောက်ခဲ့ကြတာပါထိပ်သီးစည်းဝေးတွင်တန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ကနေရေးဆွဲထားတဲ့တန်းပြည်တော်လှန်ရေးကာလအစိုးရစီမံကိုအတည်ပြုပြီးတန်းပြည်ကောင်စီကိုဖွဲ့စည်းဖို့တညီညွတ်ထဲဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ် အစီအမံအရဆက်လက်ဖွဲ့စည်းမဲ့တန်းပြေအစိုးရရဲ့အဓိကမန္တန်ကြီး၃ရက်ဖြစ်တဲ့အုပ်ချုပ်ရေးဥရေပြူရေးတရားစီရင်ရေးတွေကိုထိန်းချောင်းကြက်မဲ့ဥဆောင်နိုင်ရေးအတွက်တန်းနိုင်ငံရဲ့အတိုင်ပင်ခံကော်မတီကိုပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တန်းပြေကောင်စီဟာတစ်တုံညာနှစ်ခုစစ်စင်ရေးအတွင်း TNL နဲ့မဟာမိတ်တွေတင်းယူထားတဲ့နေမြေတွေကိုအခြေခံပြီးတော်လိုင်းကာလတန်းပြေသူအစိုးရတရက်ကိုစုဖွဲ့၃ဘွဲ့ရဲ့ကိုယ်စားလှယ်တွေအပြင်တင့်တော်တဲ့လူမှုကိုယ်စားလှယ်တွေနဲ့အခုနဲ့တွင်ဆက်လက်ဖွဲ့စည်းသွားမယ်လို့အတည်ပြုထားတာပါ။ လက်ရှိမှာ TNL ထိန်းချုပ်နေမိတွေကနောင်ချိုမြို့ကိုပြန်လည်ရယူဖို့စစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတစ်ဖက်မှာတရုတ်ဆိုရရဲ့ဖိအားကြောင့် TNL ဟာအကျက်တဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါသည်ဒီချိန်မှာတန်းပြည်ကောင်စီကိုဖွဲ့စည်းပြီးအဲ့ဒီကနေတဆင့်တော်လိုင်းကာလတန်းပြည်သူအစိုးရတရုတ်ကိုဖွဲ့စည်းသွားမယ်ပေါ့တန်လွင်တိုင်းနေနဲ့ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ခဲ့ပြီးမဲ့အကြောင်းပြန်ခဲ့ပါဘူး TNL အနေနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးအတွက်ရှမ်းမြောက်မှာရှိတဲ့ နမ်တူခွခိုင်မန်တုံမိုးမိတ်မိုင်းလုံးမိုင်းငော့နောင်ချူကြောင်မဲတီဘော်နမ်ဆန်နဲ့နမ်ကန်အပါဝင်မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုပါထိ ंछ ုပ်ထားပါသည် TPCC ကတော့မြမပြည်မှာရှိတဲ့တော်လိုင်းအင်အားစုတွေနဲ့အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့သဘောထားထုတ်ပြန်ထားတာဖြစ်ပါသည်မော်ဘီနယ်ကျမ်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရပြီးခဲ့တဲ့မေလကနေဇွန်လဒုတိယပတ်အတွင်း တွင်းလုံတော့ကွေယောဂါကူးစက်ခံရသူတထောင်ကျော်အထိရှိလာခဲ့တယ်လို့သိရပါတယ်ရှင်။ဒီအကြောင်းကိုတော့အင်မီယောင်ကပြောပြပေးထားပါဗျ။မူမီနေမှာအခုဇွန်လကစလို့သွေးလွန်တုပ်ကွေးယောဂါဖြစ်ပွားနှုန်းတိတိတတမြင့်တက်လာတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ဆရာဝန်တွေကတိုက်တွန်းပါတယ်။သွေးလွန်တုပ်ကွေးယောဂါဟာတစ်နှစ်ပတ်လုံးဖြစ်ပွားလေးရှိပေမဲ့လက်ရှိမိုးရာသီအဝင်ကာလမှာပိုပြီးအဖြစ်များလာသလိုတရက်နေအနည်းဆုံးလူ65ဦးထက်မနည်းယောဂါကူးစက်ခံနေရပါတယ်။ မူမီနယ်ကျဲမာ၏ဦးစီးဌာနရဲ့အချက်လက်တွေအရပြီးခဲ့တဲ့မေလကနေဇွန်လဒုတိယပတ်တွင်ယောဂကူးစက်ခံရသူတထောင်ကျော်ထိရှိလာခဲ့တယ်လို့သိရပါတယ်။ဒေတာတွင်မှာသွေးလွန်တုပ်ကွေးယောဂကိုတော့ကလေးတွေမှာအဖြစ်များနေတာကိုတွေ့ရတဲ့အပြင်လူငယ်ပိုင်းနဲ့လူလက်ပိုင်းတွေမှာလည်းယောဂကူးစက်မှုတွေရှိလာခဲ့တာပါ။ဆရာဝန်တဦးကတော့လက်ရှိသွေးလွန်တုပ်ကွေးယောဂအဖြစ်များနေတဲ့ကာလမှာထူးခြားမှုနေနဲ့အရင်ကသွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းနည်းတဲ့လူကြီးတွေမှာတော့ 各种这个游客去王府里西尼勒路表白嘞。我这边的这边，我跟你屋里拍片呀。我们那边在六七六七号，哥哥为了爱豆吃六七，再来各种的的，这里接起来，那个嘛，哥哥接起来，对，啊，这里越南这个，对了，用英文说嘞。下面第二哈，越南这个游客。 အဖြစ်များတဲ့ကာလဖြစ်တာကြောင့်ကြားနာပြီးနေမကောင်းဖြစ်ပါက ခလီရောလူကြီးတွေပါနီးစရာဆေးရုံစည်းကမ်းတွေမှာပြသဖို့လိုအပ်ပြီးမပြသပါကယောဂပြင်းထန်မှုတန်ကိုခံစားရနိုင်တယ်လို့သူကဆက်ပြောပါတယ်။သွေးနှုန်တုပ်ကွေးယောဂဟာရေကြီးရေသက်မှာပေါက်ဖွားတဲ့အေရီချင်ကပ်ရမှာဖြစ်ပွားတာကြောင့်ခလီတငယ်တွေပြင်လူကြီးတွေမှာပါအချင်းမကိုက်အောင်နေထိုင်မှုလိုသလိုဟုံးသွုံလဲစစ်တွေကိုလည်းအမြင်လို့ကိုလိုတယ်လို့ဆရာဝန်တွေကတိုက်တွန်းတာပါ။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ Los Angeles ကို Trump ကအမျိုးသားအဆောင်တပ်ဖွဲ့နဲ့ Marine တပ်ဖွဲ့ထပ်မံဆေးလွတ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘေဘစ်ကပြောပြပေးထားပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုတွေအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေတားဆီးရေးဖက်ဒရယ်အစိုးရကတုတ်ပြန်ရမှာပါဝင်ကူညီနိုင်မှု Los Angeles ဒေသသို့အမျိုးသားအဆောက်တပ်ဖွဲ့ဝင်နောက်ထပ်2000နဲ့ Marine တပ်ဖွဲ့ဝင်900ကိုတမရဒေါ်နယ်ထရန့်ကဆေးလွတ်ထားကြောင်းပင်တကွန်ကအတည်ပြုပါတယ်။ဒီလိုတပ်ဖွဲ့ဝင်အင်အားအများအပြားချထားမှုနဲ့ပတ်သက်လို့အစိုးရကိုတရားစွဲမယ်လို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကပြောပါတယ်။ လော့စ်အိန်ဂျယ်လီမြို့တွင်လူဝင်မှုကြီးကြပ်ရေးအကောက်ခွန်အရာရှိတွေကစီးနင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မြို့လယ်ကောင်မှာဇွန်လ6ရက်ကဆန္ဒပြပွဲတွေစတင်ဖြစ်ပွားခဲ့တာပါဒီလိုဆန္ဒပြပွဲတွေတရားမဝင်ဘူးလို့ဖက်ဒရယ်အစိုးရကကြေညာခဲ့ပေမဲ့တမရကအမျိုးသားအစောက်တပ်ဖွဲ့ဝင်တွေကိုစေလွတ်ခဲ့တာဖြစ်ပါတယ်။ပြည်တွင်းဥပဒေစည်းကြက်ရေးမှာအမေရိကန်စစ်သားတွေပါဝင်မှုကတော်တော်ကြီးကိုပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ဒီလိုတပ်ဖွဲ့ဝင်တွေကဆန္ဒပြသူတွေကိုလူစုခွဲဖို့မျက်ရည်ယိုပုံးတွေအသုံးပြုမှုကြောင့်ကလင်းငယ်တူအပအဝင်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်ဆန္နာပြပွဲစတုထမြောင်းနေ့မှာဆန္နာပြသူတွေကမောင်းသူမဲ့ကားတွေကိုမီးရှို့ခဲ့ကြပြီးရောဘာဂျီတွေနဲ့ပြစ်ခတ်မှုတွေရှိနေကြောင်းအော်စတြေးလျသတင်းထောက်တအူးကပြောပါတယ်။ ထရန်ကြောင့်ဝယုံသုံးကားအခြေအနေတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ Los Angeles မြို့တော်ဝန်ကဆွဆွဲထားပါတယ်။ဒီအတော်အတွင် Los Angeles ကဆန္ဒပြသူတွေနဲ့တသားတည်းယက်တီကြောင့်ပြသတဲ့အနေနဲ့တက်ဆက်ပြည်နယ်မှာလည်းဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြပွဲတွေပုံမပြင်းထန်လာပြီးပုံမကျပြန့်လာနေပေမဲ့အစိုးရကရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုတွေဆက်လက်လှုံ့ဆော်နေစေပဲဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းကြားစစ်အကျဉ်းသားလဲလှယ်ခဲ့ကြပါဗျ ဒီသတင်းကိုတော့ဝိုင်းနေကပြပြပေးထားပါရရှင်။နှစ်နိုင်ငံကြားအချင်းသားလဲလှယ်မှုပြုလုပ်ရေးစီစဉ်ထားတဲ့အစီအစဉ်တွေအများကြီးတဲကပထမဆုံးခြေလှမ်းအနေနဲ့ရုရှားနဲ့ယူကရိန်းကြားအသက်25နှစ်အောက်စစ်အချင်းသားတွေကိုဇွန်9ရက်မှာလဲလှယ်ခဲ့ကြောင်းသိရပါတယ်။စစ်ပွဲအတွင်းတည်ဆုံသွားတဲ့ထောင်ထဲချီတဲ့စစ်သားတွေရဲ့ရုပ်လောင်းလဲလဲပုံနဲ့တပတ်စီကစစ်ကျင်းသား1200အနည်းဆုံးလဲလဲပုံဇော်နှစ်ရက်က စတန်ဘူးမြို့မှာရုရှားနဲ့ယူကရိန်းတိုက်ရိုက်ဆွေးနွေးမှုအတွင်းသဘောတူညီခဲ့ကြပြီးရနောက် အခုလိုမျိုးစစ်အကျဉ်းသားတွေလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။ပို့ပြီးကျေပြန့်တဲ့ညှိနှိုင်းမှုတွေအတွင်းစစ်ပွဲဆုံးသက်ရေးသဘောတူညီမှုမရယူနိုင်ခဲ့ပေမဲ့စစ်ကျဉ်းသားလဲလှယ်ရေးနဲ့ရုပ်လောင်းလဲလှယ်ရေးပဲသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။တိုက်ပွဲတွေဆက်လက်ပြင်းထန်နေချိန်မှာယူကရိန်းအရှိအလဲပိုင်းဒေသတွေကိုချက်မှန်သိမ်းပိုက်ရရှိထားတယ်လို့ရုရှားကပြောပါတယ်။ရုရှားကပြန်လှုပ်ပေးလိုက်တဲ့ယူကရိန်းစစ်အကျဉ်းသားတွေထဲမှာလွန်ခဲ့တဲ့၄နှစ်စစ်ပွဲစတင်ချိန်ကလေးကဖမ်းဆီးခံထားရသူတချို့လည်းပါဝင်တယ်လို့သိရပါတယ်။ယူကရိန်းဆိုရထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ပြန်လွတ်လာတဲ့စစ်သားတယောက်ကရာရှိတယောက်ကမ်းပြီးတဲ့လက်ကင်ဖုန်းနဲ့သူ့မိစီဆက်သွယ်ပြီးသူ့အိမ်ပြန်လာပြီဖြစ်ကြောင်းပြောကြားနေတာကိုမြင်တွေ့ရပါတယ်။ဇွန်9ရက်ကပြုလုပ်ခဲ့တဲ့အကျဉ်းသားလဲလှယ်မှုအတွင်းဘယ်နှယောက်လဲလှယ်ခဲ့တယ်လဲဆိုတာရုရှားကရောယူကရိန်းကပါထုတ်ဖော်ပြောဆိုတာမတွေ့ရပါဘူး။ဒါပေမဲ့ရုရှားစစ်တပ်ကတော့နှစ်နိုင်ငံကြားလဲလှယ်ခဲ့တဲ့စစ်အကျဉ်းသားအရေးအတွက်အတူတူဖြစ်တယ်လို့ကြေညာချက်တည်းမှာဖော်ပြပါတယ်။ယူကရိန်းကပြန်လှုပ်ပေးလိုက်တဲ့ရုရှားစစ်အကျဉ်းသားတွေကို မဟာမိတ်ဘယ်လာရုစ်နိုင်ငံစီပို့ဆောင်ပြီးစစ်ကြမ်းမာရေးစစ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ရုရှားစစ်တပ်ကပြောထားပါတယ်မနက်ဖြန်ဇွန်လ17ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေတာကလွယ်လို့ကြံတပြည်တုံးမှာတော့တိမ်အသင်းသင်းမှတိမ်ထူထက်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတချို့ကလွယ်လို့ကြံတပြည်တုံးမှာတော့နေရာကွက်ကြောင်းမိုးထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်တွေမှာတွေ့မြင်ရပါတယ်ရှင်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထက်နိုင်ပြီး မုတ်တုံလီအားအတင်းတင်းမှအားကောင်းနိုင်ပါတယ်။ရခိုင်ကံယူရန်မြို့ဝကျွန်းပေါ်ဒေသနဲ့မုတ်သမားကွေတို့မှာဒေဟာအနောက်နောက်တောင်ဘက်ကနေတနအီ9မိုင်မှဆယ်မိုင်ခန့်တိတက်ခဏမီလှိုင်းနှဲငယ်မှလှိုင်းတင်းတင်းရှိနိုင်ပါတယ်။တနင်္သာရီကံယူရန်ဘက်မှာတော့ဒေဟာအနောက်နောက်တောင်ဘက်ကနေတနအီ25မိုင်မှမိုင်30ခန့်တခါဒီယန်35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြည့်နိုင်ပါတယ်ရှင်။နေပြီးတော့မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာအနှံပြားမိုးထစ်ခြုံရွာသွန်းနိုင်ပြီးနေရာတချို့မှာတော့နေရာကွက်လို့မိုးကြီးနိုင်ပါတယ်။သခိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆက်ဆိတ်မိုးထစ်ခြုံရွာနိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့တဝဲမြို့တို့မှာ28ဒီဂရီစင်တီဂရိတ်နဲ့ ဟန်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့အညွန်ကိန်းဟာတာမန်အဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးဗတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဗီအန်ဒီရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။ တလွင်ထိုင်းမြေည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတလွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလွင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ုကြိုတင်မြင်နိုင်တဲ့အန်ယရီကနေကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်။တောင်ဆောင်၊တစ်ပင်အောက်တို့လိုမြင်ကွင်းကွယ်တဲ့နေရာမျိုးကိုရွေးချယ်ပါ။ရှိစိမ့်ချင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဘူးမိန်လာ အမိုက်ပုံရေတွင် ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအမြန်ဆုံးပုံခုန်နိုင်မဲ့ညီနေရမျိုးကိုတွေ့ပြီဆိုရင်တော့ကျင်းကိုစတူလို့ရပါပြီမိသားစုတစုစာပုံခုန်နိုင်ကိုပုံခုန်ခြင်းဟာကျင်းအနက်အလဲဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်ကြည်စာဘုံစတွေလွင့်စင်လာရင်ပုံခုန်ခြင်းတွေကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျယ်၃ပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုတူးရပါမယ် ဝင်ထွက်ရလဲအောင်ရှော့သောက်ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စီဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကို ခင်းထားတင်ပါတယ်။စိုးစိုးမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နေရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိသစ်လုံး၊ဝနက်၊ထန်းလုံးတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ။ကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။သစ်လုံးတွေမရွေးအောင် တန်ကျိုးဒါမှမဟုတ်တနည်းနည်းနဲ့ခိုင်ခန့်အောင်တွဲချုပ်ထားဖို့လိုပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။သေးအိတ်ညီအိတ်တွေကိုအကြရတစ်ချက်အန်တန်တစ်ထပ်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။သေးအိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခုချင်းမှမတိတာစီကိုပပတ်လေအမိုးအောက်ခြေကြီးမြေသားနဲ့ပြန်ဖုံးပေးရပါမယ်။ညင်မပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကထားပေးပြီးကျင်းပတ်ချာလေးမှာရေနှုတ်မြောင်းတူထားပေးပါဒါဆိုရင်တော့တိတ်မိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့